အားလုံးပဲမင်္ဂလာပါရှင်။စာရေးဆရာတကောဦးစန်းငွေရေးတာတဲ့ဗုဒ္ဓကိုယ်တိုင်ဖြေချခဲ့ရသောမေဂုဏ်ရှင်ပြတနာများဘောင်းကျုံဆိုတဲ့စာအုပ်ထဲမှာပௌဘာယုံเจ้าတော်ကလေကတိဥပမာဆိုတဲ့အပိုင်လေးကိုဖတ်ပြပေးသွားမှာဖြစ်ပါတယ်ရှင်။မိဂါရမာတာဟုသောဝောဟာရသည်ဝိတာခာဤဂုံမုတ်တစ်ခုဖြစ်၏။မှန်၏။မိဂါရတထေးသည် သူအားဘာသာရေးနှင့်ပတ်သက်၍ မိစ္ဆာဒိဋ္ဌိမှတမာဒိဋ္ဌိဖြစ်လာအောင်ညွှန်ကြားပြတာဩဝါဒပေးဘူးသောကျေးဇူးတရားကိုထောက်၍ဝိတာခကိုမိခင်အမှတ်ဖြင့်ကိုးကွယ်ခြင်းပြုထား၏ထို့ကြောင့်မိဂါရမာတာမိဂါရတထေးသည် အမိအရာ၌ထားအပ်သောဝိတာခဟူ၍စူဇမတ်ပြုကြကုန်သည်ဝိတာခဆောင်းလို့လှူဒန်းသောပௌပါယုံကျောင်းတော်ကြီးသည်တာဝတိမြို့တော်၏ အရှိဘက်၌တရှိ၏တိဆောက်ထားပုံမှာသုပ္ပါထေယအထကထာဝါတိထဘာရဒွာဇသောအဖွင့်တွင် တောင်နှင့်မြောင်အလျားရှိသည်ဟုဆို၏သည်ကျောင်းတော်အမြင့်ဇောက်ပမာဏကိုပြဆိုထားခြင်းမတွေ့ရတော့လေအတော်ကလေးမြင့်မုံရသည်အဘဲကြောင့်ဆိုသောကျောင်းတော်ဤလှေကားသည် စာဖွဲ့ယူရသည်ထိဂန္ဓဝင်ကျော်လှေကားဖြစ်သောကြောင့်သည်ထိုမှတပါး ယနေ့ခေတ်၌ရေပန်းစားနေသော လေကတိတင်သည်လေကတိတပွဲစိုက်ပျိုးနှိစသောဝေါ်ဟာရများမှာယခုပေါ်လာသောရွှေကြပင်ဝေါ်ဟာရများမဟုတ်လေပဲလွန်ခဲ့သော နှစ်ပေါင်း2500ကျော်ခေတ်ကလေးကဘွက်ကျန်းအောင်သုံးဆွဲလာခဲ့ပြီးဖြစ်ချောင်းကိုလည်းတမိုင်းထောက်ထားနေတကွာကိုကား၍ပြစီရလက်ဆောင်မွန်တပွဲဖြစ်နိုင်ပေသည်လေကတိတမိုင်းကြောင့်ကဤသို့ဖြစ်ပါသည် ထိုအချိန်တွင်မြတ်စွာဘုရားသည်မိဂါရတထေးဤမေတော်ဝီတာခာဤပုဗ္ဗာယုံကျောင်းတော်၌သတင်းသုံးနေတော်မူ၏ထိုတာဝတ္ထိမြို့၌ကနန်းအတက်ကျွမ်းကျင်သူတင်ချာပါရဂုဆရာကြီးဂါနကမောက်ကလာနာဟု၏ရှိလေတရံသူသည်ယမနနယ်ဘွာပုံနာမျိုးဖြစ်၍ပညာရှိပန်နစ်တစုဟု၍လည်းထင်ရှားကျော်သောသူဖြစ်၏တနေ့သောအခါ ထိုဆရာဗျမနာမောက်ကလာနာသည်ပௌဗာယုံเจ้าတို့သွား၍ဖျားသခင်နှင့်ဝမ်းမြောက်ဖွယ်စကားမှတ်လောက်သားလောက်စကားများကိုပြောဆိုပြီးနောက်เจ้าတော်လှေကားထိတ်တွင်ဗုဒ္ဓအားဤစကားကိုလျှောက်ထားလေသည်ယမနာအရှင်ဂေါရမဤเจ้าတော်ဤလှေကတဲ့ဥပမာဖြင့်တပြည့်တော်မေးလျှောက်ပြရစေဤပௌဗာယုံเจ้าတော်ဤအောင်ဆုံးလှေကတဲ့တိုင်အောင်တေအစဉ်အတိုင်းတင် जा ခြင်း နှင့်အစဉ်အတိုင်းပြုလုပ်ခြင်း၃။အစဉ်အတိုင်းကျင့်ခြင်းဤသုံးမျိုးကိုတပြီတော့တွေ့မြင်ရပါ၏။အရှင်ဂေါရမပုံနာလူမျိုးတို့ဝေဒကျမ်းများတင်စဉ်၌လည်းအစဉ်အတိုင်းတင်ခြင်းအစဉ်အတိုင်းပြုလုပ်ခြင်းအစဉ်အတိုင်းကျင့်ခြင်းဟုသောဤသုံးမျိုးကိုတွေ့ရပါသည်။ထိုမှတပါးတုံလည်းအရှင်ဂေါရမလေးတီတော်များ လောက၌လည်းလေးရက်တက်ကိုတင်ကြရတွင်အစဉ်အတိုင်းတင်ခြင်း အစဉ်အတိုင်းပြုလုပ်ခြင်းအစဉ်အတိုင်းကျင့်ခြင်းဟုဆိုအပ်သောဤသုံးမျိုးကိုပင် တွေ့ရပါသည် အရှင်ဂေါရမကနန်းတက်ကိုတက်ကုန်သောကနန်းတက်ဖြင့်အသက်မွေးကြကုန်သောအကျွန်ုပ်တို့ရည်တွက်ကြရ၌လေအစဉ်အတိုင်းသင်ခြင်းအစဉ်အတိုင်းပြုလုပ်ခြင်းအစဉ်အတိုင်းကျင့်ခြင်းဟုဆိုအပ်သောဤသုံးမျိုးကိုပင်တွေ့ရပြန်ပါသည်အရှင်ဂေါရမထင်ရှားအောင်လျှောက်ပါ အကျွန်ုပ်တို့သည်ပညာသင်တဲ့ဘက်များအားရှေးဥစွာ တဲတလီတဲနှစ်နှလီလေးသုံးသုံးလီကိုလေးလေးလီ၁၆ငါးလီ၂၅ခြောက်ခြောက်လီ၃၆ခွနစ်ခွနလီ၄၉ရှစ်ရှစ်လီ၆၄ကိုးကိုးလီ၈၁တဆယ်ဆယ်လီ၁၀၀ဟူ၍ဤတို့ရည်တွက်စီကြပါကုန်သည်အရှင်ဂေါရမတရားကို၎င်းတရားထက်အလွန်ကိုတော်၎င်းရည်တွက်စီကြပါကုန်သည် အရှင်ဂေါရမဓမ္မဝိနည်းဖြစ်သောအရှင်ဂေါရမ၏သာသနာ၌လည်းဤနည်းတူအစဉ်တိုင်းသင်ခြင်းအစဉ်တိုင်းပြုလုပ်ခြင်းအစဉ်တိုင်းကျင့်ခြင်းများကိုပြည့်ညက်ခြင်းကစွမ်းနိုင်ပါသလားဟု၍ရှောက်လေ၏မောကလာနပုံနာသည်လေကတိနည်းကို အလွန်စိတ်ဝင်စား၍မေးလျှောက်ခြင်းဖြစ်ဟန်တူ၏စိတ်ဝင်စားမည်ဆိုကလည်းဝင်စားထိုက်ပေသည်ဤနည်းသည် နောက်ပေါ်ရွှေကြပင်ဤမဟုတ်ကြောင်းကိုလည်း ထောက်ကွက်အမျိုးမျိုးပြငါပြကနှင့်ရှောက်ထားချက်များရာထင်ရှားပေသည် ထိုအမေးကိုဗုဒ္ဓကမိတို့ဖြေတော်မူသည်ထင်သည်အချင်းမောက်ကလာနာ တရားသဖြင့်ဆုံးမရာ ဖြစ်သောဤငါဖျားသာသနာ၌လေတေအစဉ်တိုင်းတင်ခြင်းအနုပုပ္ပသိခာနေအစဉ်တိုင်းပြုခြင်း အနုပုပ္ပကရိယာ၃အစဉ်တိုင်းကျင်ခြင်းအနုပုပ္ပပရိပရာ၄ ဤသုံးမျိုးကိုပြည့်ညတ်နိုင်စွမ်းရှိပေ၏အချင်းမောက်ကလာနာဥပမာဖြင့်ငါပြအံမြင်းကိုဆုံးမခြင်းအတက်၌ကျွမ်းကျင်လိမ္မာသောမြင်းစရာသည်အာဇာနီမြင်းကောင်းတကောင်ကိုရလေသည်ရှိသောရှေးဥမစွာ မြင်းထန်း၌ပြုပွဲကိစ္စများကိုပြုစေ၏ထိုမှတပါအစင်းစင်ပြုပွဲကိစ္စများကိုပြုစေ၏ထို့အတူလျှင်ငါသည်တုံလေဆုံးမထိုက်သူကိုရလက်တော် ရှေးဦးစွာဤသို့ဆုံးမပေ၏ချစ်တဲ့ဘယ်ယဟန်ငါထံလာလောတီလရှိသူဖြစ်လော ပါတိမောက်ခတံဝရတီလကိုစောင့်ထင်းသူဖြစ်လျက်အကျင်ဂောဇရကံနှင့်ပြည်စုံသူဖြစ်လျက်နေလောမပြောပပွင်အနှဲငယ်သောအပြစ်ပင်ဖြစ်စေအောင်သောဘေးဟုရှု၍ကျင်လောဝီနီးတိတ်ခါပုတ်တို့၌လုံကြုံအောင်စောက်တည်၍ကျင်လောဟု၍ရှေးဦးမစွာငါဆုံးမပေ၏ အချင်းမောကလာနာအချင်းယဟန်သည်ငါဆုံးမသည့်အတိုင်းကျင့်မိ၏ထိုယဟန်ကို ထိုးထက်အလွန်ငါဆုံးမပြန်၏ခြေသပဲ့ယဟန်ငါထံလာလောအိန္ဒြေတို့၌တကားမရှိဒါမရှိမဖြစ်စေလင်တကားပေါင်များကို လုံအောင်စောင့်လောစိုးပိတ်ခြင်းပြုလော မျက်စိဖြင့်ယူပါယုံကိုမြင်လက်တော်ဒီဟာယောက်ျားဒီဟာမိမဟု၍အမှန်မထားလေနေပြောပုံဆိုပုံ အမူအရာစသည်ကို မမတ်တာတာစိတ်မဝင်စားလေနှင့်စက်ခုံတွေကို မဆောင်စည်းလေပဲ နဖားကျူးကျွတ်လွတ်၍ထားသော ထိုယဟန်အားဘိဇာဒေါမနတဟုဆိုအပ်သော အာကုတုအယုတ်တရားတို့သည်စူးပြုံအုံခဲ၍လာတတ်ကုန်၏ထိုစက်ခုံတွေကိုကြက်ကြက်ဆောင်စည်းလောစက်ခုံတွေ၌ဆောင်စည်းခြင်းတို့ရောက်လော နားဖြင့် တရာယုံကို ကြားလက်တော်၎င်းနှက်ခေါင်းဖြင့်ဂန်းနာယုံကိုနှံလက်တော်၎င်းရှားဖြင့်အယတာကိုရက်လက်တော်၎င်းကိုဖြင့်ဖောရဘာယုံကို ထိတွေ့လက်တော်၎င်းစိတ်ဖြင့်ဓမ္မာယုံကိုတိလက်တော်၎င်းနမိတ်ကိုမယူလေနှင့် အသေးစိတ်မှတ်သား၍စိတ်မဝင်စားလေနှင့်မနိန္ဒရီကိုစောင့်စည်းခြင်းမရှိသောထိုယဟန်အားထိုသို့မစောင့်စည်းမှုကိုအကြောင်းပြု၍ အဘိဇာဒေါမနတာပါပညစ်ကျူအကုသူအထုတို့သည်စူးပြုံအုံခဲ၍လိုက်လာတတ်ကုန်၏ထိုမနိန်တွေကိုစောင့်စည်းခြင်းကကျင့်လောမနိန်တွေကိုစောင့်စည်းခြင်းသို့ရောက်လောဟု၍ငါဆုံးမတော်မူ၏အချင်းမောက်ကလာနာအချင်းယဟန်သည်ငါစကားကိုနာယူ၍အိန္ဒြေတို့ကိုစောင့်စည်း၏သောပိတ်ချင်းကိုပြု၏ထိုယဟန်ကို ထိုထက်အလွန်ငါဆုံးမပြန်မိ၏ ခြေတပေယဟန်ငါထံလာလှဲဇာတော်ရ၌အတိုင်းတာပမာဏကိုတည်လောတင်းလျော်အောင်နှလုံးစင်ကျင်၍အစာစာကိုစားလောမြူးထူးလိုခြင်းကငါစားသည်မဟုတ်ခေါ်အားမလတောင်းတင်စူဖြိုးခြင်းကငါစားသည်မဟုတ် အင်္ဂါကြီးငယ်လပတင့်တယ်စေခြင်းကငါစားသည်မဟုတ်အသားရေဆိုးပြေ၍တသွေးတမွေလပစေခြင်းကငါစားသည်မဟုတ် ဧခန္ဓာကိုယ်ကာယတီပါစေခြင်းအကျိုးကမြတ်စေခြင်းကပင်မန်းစေခြင်းကိုဖြည့်ဖြောက်စေခြင်းကမြတ်သောခြင်းကိုချီးမြှောက်ခြင်းကသုံးဆောင်ခြင်းဖြစ်သည်ဤသို့သုံးဆောင်ခြင်းအဖြစ်အဟောင်းဖြစ်သောဝေဒနာကိုပယ်ဖြတ်ဟန်တားနိုင်လေအံဝေဒနာအတက်လည်းနောက်ထပ်ဖြစ်မလာနိုင်ဖြစ်လေအံငါအားမြတ်ခြင်းသည်၎င်းအပြစ်မရှိသည်၎င်းချမ်းသာစွာနေရခြင်းသည်၎င်းဖြစ်လက်တည်း ဤသို့အတင်အားဖြင့်နှလုံးသွင်း၍စားလီလောဟုငါဆုံးမတော်မူ၏အချင်းမောကလာနာ အချင်းယဟန်သည်ငါဤဩဝါဒတိုင်းလိုက်နာ၍အစားသောနှင့်ပတ်သက်ရ၌အတိုင်းတာပမာဏကိုသိ၏ထိုယဟန်ကိုတဖန် ထိုးထက်အလွန်ငါဆုံးမပြန်လေ၏ချစ်တဲ့ဘေယဟန်လာလောတက်တက်ကြွကြွနိုးနိုးကြကြရှိသည်ဖြစ်၍နေလောနေ့ရခါ၌ဇင်းကြံသွားခြင်းဖြင့်၎င်း ထိုင်နေခြင်းဖြင့်၎င်းကုသိုလ်တရားတို့ကိုစိုးပိတ်ဟန်တာတက်ကုန်သော တရားတို့မှမိမိဤစိတ်ကိုဖြူစင်အောင်ပြုလောတုတ်တင်လောညင်ဦးရန်ကာလပတ်လုံးတကောင်ရန်ကာလပတ်လုံးလက်ရာချီ၌လက်ဝဲချီကို အနှဲငယ်လွန်ထားလျက်တတိမလွတ်စေပဲစင်ညင်တုံတရားနှင့်ပြည့်စုံသည်ဖြစ်ပြီးထာမည်ဟုသောတင်ညာကိုနှလုံးသွင်းလျက်လက်ရာနန်တောင်းဖြင့်တရား၍ချင်းသေးမင်းဤ အိတ်ချင်းနေတူသောအိတ်ချင်းဖြင့်အိတ်လောမိုးတောင်ရန်၌စောစောထပြီးလင်ဇင်းညံသွားခြင်းဖြင့်၎င်းထိုင်နေခြင်းဖြင့်၎င်းကုသိုလ်ကိုစိုးပိတ်ဟန်တားတတ်သော တရားတို့မှ စိတ်ကိုဖြူစင်အောင်ပြုလောတုတ်တင်လောဟုငါဆုံးမတော်မူ၏အချင်းမောက်ကလာနာအကျဉ်ယဟန်သည်ငါ၏ဩဝါဒကိုဥလဲမတုံလိုက်နာလျက်တက်ကြွနိုးကြသူယဟန်ကောင်းဖြစ်လာ၏ ထိုယဟန်ကိုတဖန်ကားသည် ထိုးတဲ့အလွန်ဆုံးမပြန်မိ၏ခြေသားယဟန်လာလောသတိတမစင်နှင့်ပြေစုံသည်ဖြစ်လောရှေးသို့တွားရ၌ဖြစ်စေနောက်သို့ဆုတ်ရ၌ဖြစ်စေအတိညာဉ်နှင့်ရှင်၍ပြုလိရှိသည်ဖြစ်လောရှေးရှုတက်တဲ့ကြည်ရ၌၎င်းစောင်းငယ်၍ကြည်ရ၌၎င်းအတိညာဉ်နှင့်ရှင်၍ကြည်လော လက်ကိုကိုေးဆန်ရ၌၎င်းဒုကုတပိတ် ။သင်္ကန်းဆောင်ရ၌၎င်းအတိညာဉ်နှင့်ရှင်၍ပြုလော။ကျင်ကြီးကျင်ငယ်ဆောင်ရ၌၎င်း၊တွားရရက်ရ၊ထိုင်ရအိတ်ရ၊နိုးရ၊စကားပြောရ၊စိတ်စိတ်နေရတို့၌အတိညာဉ်နှင့်ရှင်၍ပြုလော့ဟု၍ငါသည်ငါတပည့်အားပြောပုံဆိုပုံကအစာ၊တွားပုံလာပုံကအစာ၊ချီးယိုတေးပပုံကအစာမလစ်လက်ရအောင်ငါဆုံးမတော်မူ၏အချင်းမောက်ကလာနာ အချင်းယဟန်းသည် ငါဩဝါဒ၌တည်၍တရိတမစဉ်ရှိသူဖြစ်လာ၏ထိုယဟန်ကိုငါသည်ထိုးထံအလွန်ဆုံးမှပြန်မိ၏ချစ်တဲ့ဘယ်ယဟန်လာလော့လူသူတိတ်ဆိတ်သည်တစ်ပင်ရိပ်သို့ချင်းကပ်လော တောသို့၎င်းတစ်ပင်အောက်သို့၎င်းတောင်သို့၎င်းမြောက်သို့၎င်းဥမင်လှိုင်ကောင်တုတ်တန်တောဆိုးတစ်ပင်လွင်တီးခေါင်ကောက်ရိုးပုံသို့ချင်းကပ်လောဟုငါညွန်ကြ၏ ထိုငါးတပည့်ယဟန်သည်ငါစကားကိုနာယူကာစိတ်ငြိမ်ရအရက်တို့ချင်းကပ်လေ၏စွန်ကံရမပြန်လာသောအခါတစ်တပင်ယင်းဝါတပင်အောင်တင်းမြင်ခွေထိုင်လျက်ကမ္မထန်းသို့ရှိရှုတတိကိုဖြစ်စေ၍နေ၏ထိုယဟန်သည် စိတ်ကိုအစွမ်းကုန်ဖြူစင်အောင်တုတ်တင်၏အချင်းမောက်ကလာနာတက္ခပုဂ္ဂိုလ်တို့သည် မရောက်သေးသောအရဟတ္တဖိုလ်ရှိကုန်သည်ဖြစ်၍အတုမရှိသော ယောဂ၄ပါးတို့ဤကုံရာအရဟတ္တဖို့ကို တောင်းတကြလျက်နေကုန်၏ထိုယဟန်တို့၌ဤသို့သဘောရှိသောငါအဆုံးမတော်သည်ဖြစ်တည်ခဲ့လေပြီအကျဉ်ယဟန်တို့သည်ယဟန္တာဖြစ်ကုန်၏ကုံပြီးသော အာသဘောရှိကုန်၏ကျင့်သုံးအပ်ပြီးသော16ချက်မတ်ကိစ္စရှိကုန်၏ခန္ဓာဤကိလေသာဝန်တို့ကြီးကိုခြာပြီးဖြစ်ကုန်၏ရောက်အပ်ပြီးသောအရဟတ္တဖို့ဟုသော အကျိုးရှိကုန်၏ ကိုမီသောဘဝတန်ရောစဉ်ရှိကုန်၏။ကောင်းစွာတည်၍ကိလေသာတို့မှကျွတ်လွတ်ပြီးဖြစ်ကုန်၏။ဤဟန်းတို့တွင်ဤငါဟောအပ်သောတရားတို့သည် မျက်မှောက်ဘဝ၌ချမ်းသာစွာနေရခြင်း အကျိုးငါ၎င်းတရိတမစဉ်အကျိုးငါ၎င်းဖြစ်ကုန်၏။ဟူ၍မိန့်တော်မူ၏။ဤတို့လေကလေးတဖွဲအစဉ်တိုင်းတင် जा ပုံအစဉ်တိုင်းပြုပုံအစဉ်တိုင်းကျင့်ပုံများကိုမြွက်ကြားလီသောအခါ တင်ရှားပါရဂုတစုဖြစ်သောကနကမောက်ကလနာပုံနာသည်ဖယားသခင်အားဤစကားကိုမေးလျှောက်ဖြစ်လေတည်းအရှင်ဂေါရမအရှင်ဂေါရမဤတပည့်တော်ဝကတို့သည်ဤတို့လင်နှုတ်တော်တွတ်တွတ်ဖြင့် အရှင်ဂေါရမကဟောကြားတော်မူအပ်ကုန်သည်ရှိသောတပည့်တော်ဝကအားလုံးရှိတို့သည် စင်စစ်စင်ရဲခတ်သိမ်းတို့မှလွန်ငင်းရာဖြစ်သောနိဗ္ဗာန်ကိစ္စကိုပြီးစေနိုင်မှာကုန်သလောသို့မဟုတ် အချို့ အဝတ်တော်ယဟန်တို့သာပြီးစင်နိုင်မှာကုန်သလားထိုကဗုဒ္ဓဖះရှင်က အချင်းမောက်ကလာနာငါတပိတာဝက များစွာတို့အနက်အချို့တို့သာနိဗ္ဗာန်ကိစ္စကိုပြီးစင်နိုင်ကုန်သည် အချို့တို့ကမပြီးစင်နိုင်ကြရှာကုန်သည်ပြမနာက အရှင်ဂေါရမနိဗ္ဗာန်သည်လေ ထင်ရှားအရှိသာနိဗ္ဗာန်သို့သွားရလမ်းသည်လေဖြူးဖြူးဖြောင်းဖြောင်းအဖွေသာ နီးပေးလန်းညွန်ပြုလုပ်သူဆရာသည်လေအရှင်ဂေါရမအထင်ရှားအရှိသားဖြစ်ပါလျက်အရှင်ဂေါရမ၏တပည့်တော်သည်ဘောင်းမဲကြောင့်နေဗံကိစ္စကိုမပြီးစေနိုင်ကြကုန်သည်။ထိုအကြောင်းကမြည်တို့ဘာနီဟု၍မေးလျှောက်ခြင်းပြုလေ၏။ထိုအခါဗုဒ္ဓဘုရားရှင်က အချင်းမောက်ကလာနာတို့ဖြစ်ပြီသောဤပြတနာအရာ၌တင်းကိုပင်ငါပြန်၍မေးရအောင်မည်။ တင်ချမ်းသာသလိုဖြေပါလိအချင်းဗျမနာငါဆိုမိစကားကိုတင်မီတို့ထင်သည်။တင်သည် ရာဇဂျိုတို့တွားရလန်းကိုတည်သည်မဟုတ်ပါလော။ဗျမနာတီချောင်းမှာရှင်ခေါ်ရမှာဗုဒ္ဓဖះရှင်ကအချင်းဗျမနာငါစကားကိုမြည်တို့တင်ထင်သည်။ရာဇဂျိုတို့တွားလိုသူတယောက်တင်းထန်တို့လာမေးသည် ဆိုပါတော့။အရှင်ကျွန်ုပ်ရာဇဂျိုတွားလိုပါ၏။ ရာဇဂျူသွားရလန်းကိုညွန်ကြားတော်မူပါဟု မေးလာခဲ့သောထိုသူအားတင်မီတို့ပြောမိနီပြမနာကအရှင်ဂေါရမထိုသူအားအမောင်ယောက်ျားဤလန်းကရာဇဂျူသွားရလန်းဒီထိုလန်းတိုင်းခိတ္တလျှောက်သွားခိတ္တသွားမိသောအခါညွညွမိုင်းမိုင်းနှင့်ဏီကုန်းကြီးကိုလှမ်းမြင်လိုက်မည်ထိုဏီကုန်းလန်းတိုင်းတမဟုတ်လောက်သွားခဏသွားမိသောဇေဒီပထော ဖျားတစောင်းចောင်းកံတို့ဖြစ်၎င်းဥယင်ပန်းမှန်တို့ဖြစ်၎င်းရှူမကြီးပွေရာ အလွန်တင့်တယ်သောရာစကြိုမျိုးကြီးကိုလမ်းမြင်ရလိုက်အံဤသို့ညွှန်ကြားမိဖြစ်ပါသည့်အရှင်ဂေါရမဘုရားဖျားရှင်က အချင်းပြမနာထိုခီးသွားယောက်ျားသည်တင်ကဤသို့ညွှန်ကြားလိုက်တော်လဲညွှန်သောတိုင်းမသွားလေပဲလမ်းမကိုယူလျက်နောက်ပြန်သွားရ၏ထို့နောက်ရာစကြိုတို့ ွားလို့သူနောက်တစ်ယောက်ကလည်းရှင်းနီးတူလမ်းမေးလာတော့ခါတင်ကလည်းရခင်နီးတိုင်းလမ်းညွန်ရည်ထိုသူဒီကတင်ညွန်ကြားချက်တိုင်းတွားလီတော့ရာစကြိုးတို့ကောင်းမွန်ချုံးမောစွာရောက်သွားလေ၏အချင်းပြမနာအเจ้าအတို့ပါနီရာစကြိုးမြို့တော်ဒီလဲထင်ရှားအရှိသာရာစကြိုးတွားရလန်းဒီဖြူဖြူဖြောင်းဖြောင်းအဖွေသာလမ်းညွန်သူလဲတင်ကိုယ်တိုင်းထင်ထင်ရှားရှားအထင်းသာရှိပါရဲ့နှင့် တင်းညွန်ကြားလွတ်လိုက်တော့ခီးသွားနှစ်ယောက်နဲ့တယောက်သူမှမရောက်လေပဲတယောက်သေးသာဘောင်းမဲကြောင့်ရောက်လေသနီးမေးတော်မူ၏ထိုကားပြမနာကအရှင်ဂေါရမဤသို့လမ်းမှန်လမ်းမှာသွားကြရာ၌အကျွန်ုပ်မြည်သို့တက်နိုင်ပါမည်နီအကျွန်ုပ်ကခီးညွန်သူမြသာအရှင်ဂေါရမတေနိဗ္ဗာန်လည်းရှိလျက်သာနေနိဗ္ဗာန်သွားရာလမ်းလည်းရှိလျက်သား ၃နိဗ္ဗာန်လမ်းညွန်သူလည်းရှိရသားနည်းထိုအခါဗုဒ္ဓဘုရားရှင်ကအချင်းပြမနာဤဥပမာအတိုင်းသာပင်ငါတပည့်တာဝကတို့သည်ဤသို့ငါတတတော်ဆုံးမအကုံတော်လဲအချို့တို့သာနိဗ္ဗာန်ကိစ္စပြီးစေကုန်သည် အချို့တို့ကမပြီးစေကုန်အချင်းပြမနာဤနိဗ္ဗာန်ကိစ္စပြီးမပြီးပြဿနာ၌ငါအသို့တက်နိုင်ပါခြင်းနီငါကသင်ကဲ့သို့ပင် လမ်းညွန်သူသာဖြစ်ချေသည်ယမုံမူ၍စိုးတော်မူ၏ထို့သို့မိန်တော်မူလက်တော်ခနကမောက်ကလာနာပုံနာသည်ဗုဒ္ဓမြတ်ဖရာအားဤသို့လျှောက်ထားလေသည်အရှင်ဂေါရမအကျဉ်သူတို့သည်တရားတရားလုံးဝမရှိကုန်ပေလျက်အတတ်မွေးမှုချောင်းလဲသောကြောင့်ယဟန်ပြုကုန်၏တရားရှိကုန်သည်ဖြစ်၍လူအဖြစ်ကိုစွန့်ကာယဟန်ပြုကြသည်မဟုတ်ကြကုန်ကောက်ကျစ်ကုန်၏လှဲ့ပတ်ခြင်းရှိကုန်၏ ပြန့်လွင့်ကုန်၏ထောင်လွှားသောမာနရှိကုန်၏ပြက်ပေါ်လော်လီကုန်၏နှုတ်အာကျန်းကုန်သည်စကားဖွာကုန်၏အင်ဒရီတို့၌ဆောင်းစည်းအပ်သော တကားမရှိဟင်းလင်းပွင့်ကုန်၏အစားအစာ၌ပမာဏမတိကြကုန်နိုးကြမှုမရှိကုန်ယဟန်းကျင်းဝတ်တိတ်ခါပုံများကိုငဲကွက်ခြင်းမရှိကုန်အကျင့်တိတ်ခါ၌ထမ်းမြက်စွာရိုသေလေးစားခြင်းမရှိကုန်လက်လာဘများအောင် အထုတ်ကြကုန်၏သာသနာအယူကို ပေါ်ပေါ်ဆဆယူကုန်၏လုံလဝရိယမှာစုပ်ယုပ်ကုန်၏တရိမေယောပေါ်ပေါ်တန်တန်နေကုန်၏စင်ញံတော်တရားရှိသူများမဟုတ်ကုန်တီကြည်စိတ်မရှိကုန်ပညာမဲ့ကုန်၏တရွေးယိုသောဂရင်းရှိကုန်၏အရှင်ဂေါရမသည် ထိုးသောသော အချင်းပြန်တိခါမဲ့ယဟန်တို့နှင့်အတူမပောင်းဖော်ခဲ့တရာ ပပဇိတယဟန်တို့နှင့်အတူတကွအရှင်ဂေါရမပေါင်းဖော်တော်မူ၏။အရှင်ဂေါရမဥပမာတစ်ခု ဆောင်ပြပါရစေ။ခွင့်ပြုတော်မူပါ။အမြင့်နသာတို့တွင်ကရမတ်ကိုအမျက်ဆုံးဟုဆိုအပ်ပါသည်။နှင့်အနှစ်နသာတို့တွင်ဆန္ဒကူးညီကိုအမျက်ဆုံးဟုဆိုအပ်ပါသည်။သုံးပန်းတကာတို့တွင်မြန်လေးပန်းကို အမျက်ဆုံးဟုဆိုအပ်ပါသည်။လေယခုလက်ရှိ တရားထုတို့တွင် အရှင်ဂေါရမ၏ဩဝါဒကို အမျက်ဆုံးဟုဆိုအပ်ပါသည်အရှင်ဂေါရမအလွန်နှစ်သက်ဖွယ်ကောင်းပါပြီစွာအလွန်နှစ်သက်ဖွယ်ကောင်းပါပြီစွာ အရှင်ဂေါရမမှောက်ထားသောအိုးကိုလှမ်း၍ပြပြီတကဲ့သို့ဖုံးထားသောအရာဝတ္ထုကိုဖွင့်၍ပြပြီတကဲ့သို့ အမောင်ခမ်းမကြီးအတွင်မိထွန်း၍ပြပြီတကဲ့သို့ထိုသူအရှင်ဂေါရမသည် ပရိယေတွေ့တွေ့တို့ဖြင့် ကျွန်ုပ်အားတရားပြအပ်ပါပြီ။ထိုအကျွန်ုပ်သည်ဖျားတရားတန်ခါယရဏသုံးပါအားစီးကတ်တတ်သောဒါယကာဟုယနေ့မှစ၍အသက်ထက်ဆုံးအကျွန်ုပ်ကိုမှတ်တော်မူပါဟု၍ရှောက်လီပြီတည်း။နာစင်ပေးသူအလုံးကိုဂျေဇုထူးပဲတင်ရှိပါရဲ့ရှင်။